အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့တငယ်ချင်းရဲ့ရည်စားနဲ့ဖောက်ပြန်တဲ့သူရဲ့အဖြစ်ဆိုးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအရင်းမစတဲ့ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လောက်သွားပြီးအသစ်တင်တိုင်းသိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့မြစ်တာရက်ခင်ခြင်းပါတယ်ဟုတ်ကဲ့အကြောင်းအရင်းကိုစတင်လိုက်အောင်ယဟန်ထောင်ပလဲကမိဘကျေးဇူးကိုဆက်ဖို့အတွက်ယဟန်ဝတ်ခဲ့တာ၃လရှိခဲ့ပါပြီ ဒါအပြင်ဆိုးဝါးတဲ့ကံကြမ္မာကနေလွံ့မြောက်ဖို့အတွက်ယဟန်ဝတ်ခဲ့တာပါဘာလို့လဲဆိုတော့ယဟန်မဝတ်ခင်မှာထောင်ပလဲနေသူ့ရဲ့တငယ်ချင်းအကူဖြစ်တဲ့ဒန်ချိုင်းတို့ကသူ့ကိုတော်ထဲမှာတားကောင်ရှာဟင်းဒီဟင်းရွက်ရှာဖို့ခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ပဲအဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီးမုတ်စိတ်မွေးပတိုင်းမွေးတွေဖြူဖွေးရှည်လျားစွာဖျူဖျဲကြနေတယ်အဖိုးကိုတယောက်နဲ့တွေ့ခဲ့ပါတယ်အဲ့ဒီဖိုးကထောင်ပလဲရဲ့ကန်တာတာမကောင်းဘူးအသက်တူပြီးတော့တေကိန်းဆိုင်နေတယ် ဒါကြောင့်အမြန်ဆုံးကုသိုလ်ကြီးဖြစ်တဲ့ယဟန်ဝိဖို့ကိုတိုက်တွန်းခဲ့ပါတယ်။ယဟန်ဝိတဲ့ကာလကြာနိုင်သလောက်သူ့ရဲ့တကယ်တသန်းအစီနေနိုင်ဖို့အသက်ဆက်ပေးနိုင်လိမ့်မယ်ဆိုပြီးတော့လည်းပြောပါတယ်။ဒါပေမဲ့ယဟန်ထောင်ပလဲမှာကလောကီရေယာတာဝန်ဝတ္တရားတွေအများကြီးရှိနေသေးတာကြောင့်ယဟန်ကိုသုံးလှပဲဝိဖို့ရည်မှန်းခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းစွာတမတ်ရဲ့ပြေကံဒီလေးလေးလူထွက်ချင်စိတ်မရှိတော့လေးလေးဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့တရားဓမ္မရဲ့အရာတာကိုသိမြင်ခံစားလာပြီးတော့ဆက်လက်ကျင့်ကြံနေထိုင်သွားလို့စိတ်ဖြစ်လာလို့ပါပဲ ယဟန်ထောင်မလဲရဲ့မိဘတွေကတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီမယ်။သူ့ရဲ့ချစ်သူဖြစ်တဲ့ပန်ဤတယောက်ကမကြည်မနက်ဖြစ်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်ကမင်္ဂလာမဆောင်ခင်ကလေးကအတူနေထိုင်ခဲ့ကြတာအချိန်တော်ကြာနေပြီဖြစ်လို့ပါပဲ။ဒါပေမဲ့ယဟန်ထောင်မလဲယဟန်ဝတ်ပြီးတဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်လုံးဝမတွေ့ပြကြတော့ပါဘူး။ဒီနေ့မှာတော့ပန်ဤကယဟန်ထောင်မလဲကိုအများအဆုံးလူထွက်စေခြင်းတဲ့အတွက်ဘုံကြီးเจ้าကိုလိုက်လာပါတော့တယ်။ပန်ဤကယဟန်ထောင်မလဲကိုဘယ်တော့လူထွက်မလဲလို့မေးပါတယ်။ဘာလို့လဲဆိုတော့ အခုသူမမှာကိုဝင်ရှိနေပြီဖြစ်လို့ပါပဲယဟန်ထောင်ပလဲကဒီလိုမျိုးအချိန်ကာလအကန့်အသတ်မရှိပဲဆက်ပြီးတော့ယဟန်ဝင်နေမှာဆိုရင်သူမအနေနဲ့မင်္ဂလာမဆောင်ခင်ကိုဝင်ရှိရကြောင်းရွာသူရွာသားတွေကြားထဲမှာအချက်ရမှာကိုစိုးရိမ်နေပါလေယဟန်ထောင်ပလဲကလည်းဒီအကြောင်းကိုသိရတဲ့အခါမှာတော့အလွန်ပဲစိတ်ပူပန်သွားပါတော့တယ်ပြီးတော့ပန်းဤရဲ့ဆန္ဒအတိုင်းလူထွက်ပြေးပြန်လို့ဂရီပေးလိုက်ပါတော့တယ်ဒါပေမဲ့ဘယ်နေ့ဖြစ်မယ်ဆိုတာတော့မပြောသေးပါဘူးအဲ့ဒါနဲ့ပန်းဤလည်း သူခြေနှက်လောက်တဲ့အဖြေကိုရသွားတဲ့ခါမှာတော့ရှစ်ခိုးကြော့ပြီးတော့အိမ်ပြန်သွားပါတော့တယ်။သူလူထွက်ရမယ့်နေ့ကိုရောက်တဲ့ခါမှာတော့မနက်ပိုင်းမှာပုံမှန်လူထွက်ခြင်းခန်းနာကိုပဲပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့သူနေထိုင်တဲ့ဒေသမှာတော့ကြောင်းနိုင်စရာတော့နေလူကြီးသူမတွေရဲ့ထုံနှန်းဆင်လာရလူထွက်ဖုန်းကြီးက၃ရက်ကြာအောင်ကြောင်းမှာအရင်အိတ်ဆက်ရပါတယ်။အဲ့ဒီ၃ရက်အတွင်းမှာကြောင်းနဲ့ကုနီတွေကိုတေချာတပြက်စီလဲတန်ရှင်းကြီးတွေလုပ်ပေးရပါတယ်။အိမ်သာဆေးကြောခြင်းကြောင်းကိစ္စမျိုးမျိုးကိုကုနီလှုပ်ဆောင်ပေးရပါတယ်။ဒါက လူဝတ်ကြောင်ဘဝကိုအရင်တိုင်းပြန်လဲမလျှောက်လန်းခင်အတိတ်တရားလက်ကင်ထားဖို့ချိုးတင်ပြင်ဆင်မှုတစ်ခုပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်အာဘက်ဖြေသလိုပေါ့သုံးရက်ကျော်လွန်ပြီးတဲ့နောက်မှာတော့လူထွက်ထောင်မလဲကပန်းဤရဲ့အိမ်ကိုသွားခဲ့ပါတယ်လေကားပေါ်မှာတက်နေတော့မှာယောက်ျားစီးဖက်နဲ့တရံချထားတာကိုတွေးလိုက်ရပြီးတော့တစ်ဆက်ထဲမှာပဲအထဲကနေရံဖြစ်နေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်ရှင့်လိုယုံနေများကျမအတွက်တိမ်ပေါင်းများစွာတန်တဲ့တင်တောင်းမင်္ဂလာကြီးကိုရှာပေးနိုင်မထင်နေသလားကိုကိုကိုအနိုင်နိုင်ရက်တည်နေရတာမဟုတ်ဘူးလားအကိုတန်ချိုင်း ဘလို့ပဲဖြစ်ဖြစ်မင်းကငါလက်ထပ်ဖို့ပတ်စံရှာရမှာပဲလေဘာလို့လဲဆိုတော့မင်းဖိုက်ထရကလေးကငါကလေးကရှင့်အတွက်နဲ့ကျမလူချမ်းသာတယောက်ကိုလက်လွတ်ခဲ့ရတာမှားတယ်မဟုတ်ရင်ဒီဘိုက်ထဲကကလေးတောင်ဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့ပြန်စင်းစားကြည့်တော့လည်းကောင်းတာပဲမဟုတ်ရင်ငါကထောင်ပလဲကိုလူထွက်ခိုင်းဖို့အကြောင်းပြချက်ရမှာမဟုတ်ဘူး तू ကတသက်လုံးရဟန်းကိုတော့မှသိကြတယ်ဖះတရားကိုမလိန်ညာစမ်းပါနဲ့ကွာဒီဘိုက်ထဲကကလေးဖေကငါဆိုတာသူ့ကိုအမှန်တိုင်းသွားပြောက်လိုက်စမ်းပါဘာလို့လဲဆိုတော့ဘလို့ပဲဖြစ်ဖြစ် ယဟန်ထောင်ပလဲကတရားဓမ္မကိုပဲဆက်ပြီးလေးလာခြင်းနေလားကောင်းရင်ကောင်းမကောင်းရင်တသက်လုံးတော်ဝဲသွားနိုင်တယ်ဒီလို သူ့လမ်းကိုလိုက်ပြီးပိတ်ဆို့နေတာတက်မင်းသူ့ရဲ့ကုသိုလ်ကိုဝမ်းမြောက်ဝမ်းသာတာဓုခေါ်တင်တာဒါဆိုကျမကယဟန်ထောင်ပလဲရဲ့တရားလမ်းကိုပိတ်ဆို့ပြီးတော့အကုသိုလ်တွေလုပ်နေတဲ့လူပေါ့ရှင်ရော အပြစ်ကင်းစင်နေရထင်နေလားတငယ်ချင်းကိုသစ္စာဖောက်ပြီးတော့ဒီလိုလုပ်တာမတော်နှစ်ယောက်လုံးတူတူမှားတာပဲလေပန်းကြီးကမင်းဘက်ကလိုက်ရောမှုမရှိရင်ငါဘက်ကဘလို့လုံးမင်းစီကိုကတ်လို့ရမှာလဲဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ ူထွက်ထောင်ပလဲတယောက်ကတပြိုင်နက်ထဲမှာတုံလုံးခြောက်ခြားသွားသလိုဝမ်းနဲ့ကြည်ခွေသွားပါတော့တယ်မိမိလေးစားရတယ်အကူကြီးတန်ချိုင်းနဲ့မိမိရဲ့ချစ်သူပန်းအီးတို့တိတ်တဆိတ်ဖောက်ပြန်နေကြတာကိုသိလိုက်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လူထွက်ထောင်ပလဲကမျက်ရည်များဝေးတီလျက်အိမ်မော်ကိုဖြင်းညင်းစွာတက်သွားပြီးတော့တကားကိုဆွဲဖွင့်လိုက်ပါတယ်လူထွက်ထောင်ပလဲဤများလောက်မြ мян လူထွက်လာလိမ့်မည်လို့မထင်ထားတဲ့အတွက်ကြောင့်အဲ့ဒီနှစ်ယောက်လုံးအလွန်တုံလှုပ်သွားပါတော့တယ်တန်ချိုင်းကသူပြုတ်လုပ်ခဲ့တဲ့အရာအတွက်အမြန်တောင်းမယံကြိုးစားပါတယ် ပန်းကြီးကတော့ဖြစ်ပြက်သွားတဲ့အဖြစ်အပျက်တွေအတွက်မိုကျွေးယုံတာတက်နိုင်ပါတော့တယ်။လူတို့ထောင်မလဲကအဲ့ဒီနေရာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်တိုးရှိုးနေကြတာကိုမြင်တဲ့အခါမှာတော့ခေါင်းကိုငုံပြီးတော့ပန်းကြီးရဲ့အိမ်ကနေထွက်လာခဲ့ပါတယ်။လူထွက်ထောင်မလဲကခေါင်းငုံပြီးတော့ကြောခိုင်းပြီးလမ်းလျှောက်ထွက်လာပါတယ်။အဲ့ဒီအဖြစ်ကပန်းကြီးကိုမိမိရဲ့အမားတွင်နောင်တကြီးစွာငိုကြေးစီပြီးတော့လူထွက်ထောင်ပလဲနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ပန်းကြီးရဲ့စကားစံကိုကြားတဲ့အခါမှာတော့လူထွက်ထောင်ပလဲကလမ်းလျှောက်နေရာကနေရက်တက်လိုက်ပါတယ်။ မင်းဘာမှဆင်ကြီးပေးရမလို့တော့ပါဘူးပန်းကြီးငါမင်းကိုစိတ်မဆိုးပါဘူးငါကနှုတ်ဆက်စကားပြောလို့လာတာပါဘာဖြစ်လို့လဲဆိုတော့နောက်တစ်ခေါက်ပြန်လာဖြစ်မှာမဟုတ်တော့လို့ပဲမင်းပိုက်ထဲကကလေးကငါကလေးမဟုတ်မှန်းသိလိုက်ရတော့ငါစိတ်အေးသွားပါပြီဘာလို့လဲဆိုတော့ကလေးမှအဖေရှိပြီးတော့မိဘမဲမဖြစ်တော့ဘူးလေမင်းလည်းမုတ်ဆိုးမှဖြစ်เสียမလို့တော့ဘူးစကားဆုံးတော့ထောင်ပလဲလှည့်လာတဲ့ခါမှာတော့သူ့ရဲ့မျက်နှာကပြောင်းလဲသွားပါတော့တယ်မျက်နှာတစ်ခုလုံးမင်းညိုရောင်ကိုင်းနေပြီးသွေးကြောတွေကလည်းဖောင်းထွက်နေပါလေဒါကိုမြင်တော့ပန်းအီးနဲ့ဒန်ချိုင်းတို့လမ်းဖြတ်သွားကြပါလေ လူထွက်ထောင်ပလဲဘာဖြစ်သွားမှန်းသူတို့တကယ်မသိကြပါဘူးမင်းပုံစံကလမ်းလျှောက်နေတဲ့လူတွေအောင်ကြာနေတာပဲဟုတ်တယ်လေကျွန်တော်ကတေဗီကိုကျွန်တော်ကပန်းကြီးကိုနှုတ်ဆက်ဖို့တော့ပဲလာခဲ့တာဒါပေမဲ့အမှန်တရားအားလုံးကိုသိလိုက်ရပြီအခုကျွန်တော်စိတ်အေးရပါပြီဘာလို့လဲဆိုတော့ပန်းကြီးရဲ့ကလေးကခမားရဲ့ကလေးကျွန်တော်ကလေးမှမဟုတ်တာဘယ်လိုပဲဖြစ်ဖြစ်ပန်းကြီးနဲ့ကလေးကိုကောင်းကောင်းဆောက်ရှောက်ပါဗျာကျွန်တော်သွားတော့မယ်ငါတို့နှစ်ယောက်ရဲ့ရေစက်ကဒီမှာနေပြက်ပြီပန်းကြီးငါရဲ့သာသနာနဲ့ဆက်တဲ့ကုသိုလ်ကံလမ်းကြောင်းကလည်းဆုံးသွားပြီတင်ငန်းနဲ့ပဲတည်ဆုံးဖို့ရည်ရွယ်ခဲ့ပေမဲ့မတည်ခဲ့ရဘူး ဒါပေမဲ့အနည်းဆုံးတော့ငါမိဘအတွက်ရဟန်းဝတ်ပေးခဲ့ရသေးတယ်။ဒါပေမဲ့ကံကြမ္မာကကျွန်တော်ဘဝကိုတိုးတောင်းသွားအောင်စီရင်ခဲ့တယ်။ကျွန်တော်နဲ့ကိုဝင်ရှိတယ်လို့အကြောင်းပြတဲ့မိန်းမတယောက်ကိုလက်ထပ်ဖို့လူထွက်လာခဲ့လို့ပဲ။ဘသူမှမကောင်းဘူးလို့ပြစ်မတင်တော့ပါဘူး။ဘသူနဲ့မှလည်းရန်ညှို့မဖွဲ့ထားတော့ပါဘူး။ဖြစ်ခဲ့တာတွေအကုန်လုံးကကျွန်တော်ရဲ့ကံကြမ္မာကြောင့်ပဲဖြစ်မှာပါ။ခမည်းလုံးခဲ့တဲ့အရာတွေအတွက်ပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။လူထွက်ထောင်ပလဲရဲ့ဝိညာဉ်ကဒန်ချိုင်းရဲ့မျက်နှာကိုအေးဆေးစွာကြည့်ပြီးဖြစ်ခဲ့တာတွေကိုလွတ်ချလိုက်ပါတော့တယ်။ အဲ့ဒီနေ့ကစပြီးအချိန်တွေအကုန်လုံးလာလိုက်တာ၅နှစ်နီးပါးကြာခဲ့ပါပြီ။ပန်းအီးကလည်းဒန်ချိုင်းနဲ့လက်ထပ်ပေါင်းသိမ်းဖို့သဘောတူခဲ့ပါတယ်။သူမကဒုတိယမြောက်ကလေးကိုကိုယ်ဝန်ဆောင်ပြီးတော့မွေးဖွားလာတဲ့အခါမှာတော့အဲ့ဒီသားလေးရဲ့ကြောလင်မှာလူထွက်ထောင်ပလဲစီကလိုပဲနှလုံးသားပုံမှဲ့တလုံးပါလာပါတော့တယ်။ကလေးလေးကြီးပြင်းလာတဲ့အခါမှာတော့သူရဲ့ရုပ်ရည်စကားပြောပုံအမူအကျင့်တွေအားလုံးကလူထွက်ထောင်ပလဲနဲ့အလွန်ပဲတူညီနေပါတယ်။ဒါအပြင်အဲ့ဒီကလေးလေးကရှင်သာမဏေဝိလိုတဲ့ဆန္ဒလည်းရှိနေပါတယ်။ဒါကြောင့်ပန်းအီးက တားဖြစ်သူရဲ့ဆန္ဒကိုမတားစီးပဲနဲ့တာမဏေဝင်နိုင်အောင်လိုက်ရောပေးခဲ့ပါတော့တယ်။ဘာလို့လဲဆိုတော့ဒါကလူထွက်ထောင်မလဲပြန်လဲဝင်စားတာလို့သူမကယုံကြည်ပြီးတော့သူ့အပေါ်ပြူငဲမိတဲ့အပြစ်တွေကိုပေးဆက်ချင်လို့ပါပဲ။ဒန်ချိုင်းအနေနဲ့ကတော့အလွန်မင်းပြရှိသလိုခံစားနေရပါတယ်။သူ့ရဲ့ဒုတိယသားကထောင်ပလဲပြန်ဝင်စားတာဖြစ်နိုင်နေဆိုပြီးတော့ပို့ပြီးတော့ယုံကြည်လာတာနဲ့အမျှကိုသားရင်းကိုတောင်းကြောက်ရွံ့စိတ်ဝင်လာပါတော့တယ်။အတိတ်ကအဲ့ဒီကိုပြန်တွေးကြည့်ရင်လူထွက်ထောင်မလဲလူထွက်ပြီဆိုတာသိတဲ့အခါမှာတော့ဒန်ချိုင်းကသူ့ပန်းကြီးကိုလက်ထပ်သွားမှာစိုးရင်ခဲ့ပါတယ်။ ဒါကြောင့်လူထွက်ထောင်ပလဲအမြဲတောက်သုံးနေကြရေဘူးတွေကိုအစိတ်ခတ်ခဲ့ပြီးတော့ကုနီထဲမှာ ထားခဲ့ပါတယ်။ပြီးတော့လူထွက်ထောင်ပလဲကအဲ့ဒါကိုတောက်မတောက်မသိဘဲနဲ့အမြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာလူထွက်ထောင်ပလဲကပန်အီရဲ့အိမ်ကိုသွားလာမြင်တဲ့အခါမှာတော့သူကအဲ့ဒီရေဘူးကိုမတောက်လိုက်ရဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူမြင်ခဲ့ရတာကလူထွက်ထောင်ပလဲရဲ့ဝိညာဉ်ဖြစ်တယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။တန်ချိုင်းကလူထွက်ထောင်ပလဲတည်ဆုံရခြင်းအကြောင်းရင်းကိုတယောက်တည်းလှည့်ဝတ်သိသိထားပါတယ်။ သူကအမြဲတမ်းကြောက်ရွံ့တုန်လို့ဆိုနေထိုင်ခဲ့ရပြီးတော့ဒါဖြစ်သူနဲ့မျက်နှာချင်းဆိုင်တွေ့တိုင်းနှလုံးချင်းမဆုံရခဲ့ပါဘူး။ဝကြွေးကံကသူ့နောက်မှာလိုက်ပြီး၆လက်နေခဲ့ပြီးတော့ဒန်ချိုင်းကိုယူတွတ်သွားစီပါတော့တယ်။ကိုသားရင်ကိုကြောက်လွန်းပြီးတော့တော်ရဲကိုထွက်ပြေးသွားရတဲ့အထိပါပဲ။အဲ့ဒီနေ့နောက်ပိုင်းမှာတော့လူတွေကဒန်ချိုင်းကိုတော်ရဲမှာတည်ဆုံနေတာကိုတွေ့ခဲ့ပါတော့တယ်။အစိတ်ရှိတဲ့တော်ရင်းကအစာစာကိုစားမိလို့ပါပဲ။ဒါကဒန်ချိုင်းရဲ့အကံကြိုးပဲ။သူတို့ဘာကိုဒုက္ခပေးခဲ့တဲ့အခါ သူကိုယ်တိုင်လည်းဒီလိုမျိုးကံကိုပြန်လည်ခံစားခဲ့ရတာပါပဲဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်တဲ့ဆက်နေမှုကိုဒီမှာပဲရအောင်ပြုပါခင်ဗျာကျွန်တော်တို့စီရင်တဲ့ဆက်တာကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တဲ့ပြရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြို့တဲ့ရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်